ဝေတိုင်းဝါရင်ဇံမေကိုသွေးလင်းထက်ဘလို့အနိုင်ယူမလဲနီးစလင်ပိုင်းသုံးသက်ချက် အားလုံးမင်္ဂလာပါခင်ဗျာ 3K Sport 2.0ကနေပြန်လည်ပြီးတော့ကြိုးဆိုပါတယ်ဇံမေရဲ့အတွေ့အကြုံနဲ့နီးစနစ်ကသွေးလင်းထက်အတွက်စိန်ခေါ်မှုဖြစ်နိုင်ပါတယ်ဒါမဲ့သွေးလင်းထက်အမြန်နှုံးပြင်းထန်တဲ့တိုက်ပွဲတွင်စိတ်ဓာတ်အသက်ငယ်ရတာတွေကအားသာချက်ဖြစ်ပြီးတော့ဇံမေကိုဖိအားပေးနိုင်ပါတယ်သွေးလင်းထက်ရဲ့အကောင်းဆုံးပွဲသိမ်းတိုက်ကွက်ကဘာများဖြစ်မလဲတထောင်လားလက်သီးလားဇံမေကိုဘလို့တိုက်ကွက်နဲ့နိုင်မလဲ ီနေ့တွေးကြည့်ရအောင်ပါဇော်သွေးလင်းထက်အကောင်းဆုံးပွဲသိမ်းတိုက်ကွက်ကိုနီးစနစ်အမြင်နဲ့သုံးသပ်မယ်ဆိုရင်ဒူးပြန်တွေသုံးလာတာပထမဆုံးပြောရမယ်ပြီးခဲ့တဲ့ပွဲတွေမှာသွေးလင်းထက်ရဲ့အမိုက်စားဒူးပြန်တွေကိုမြင်ခဲ့ကြတယ်နောက်ထပ်ဆောင်းကြည့်ရမယ်သွေးလင်းထက်တိုက်ကွက်ကတော့တဒေါင်ပါသွေးလင်းထက်က close range 5မှာတဒေါင်ကိုမြန်နှုံးနဲ့တီးကြစွာသုံးနိုင်နေသူပါသွေးလင်းထက်တဒေါင်ဆွမ်းကိုဝမ်းချမ်းများရှိပြိတ်သက်တွေရင်းနှီးပြီးသားဖြစ်ကြပါလိမ့်မယ်တဒေါင်ရိုက်ချက်ကြောင့်ပြိုင်ဘက်တွေအထိနာမယ်၊ကွဲမယ်မထင်မှားတဲ့တိုက်ကွက်ပဲဖြစ်ပါတယ် ွေလင်းထက်ကလက်သီးကောင်းသူဖြစ်နေလဲထင်ရှားပါတယ်သူရဲ့ punch combination ကပြိုင်ဘက်ကိုဂျောင်းပိတ်ပြီးတော့ဖိအားပေးနိုင်တယ်လက်သီးတွေထိုးမယ်တရောင်နဲ့ရိုက်မယ်ဆိုတာဒွေလင်းထက်ရဲ့အမှတ်သားတိုက်ကွက်ဖြစ်လာခဲ့တာပါဇမ်မီကိုနိုင်ရနိုင်တဲ့တိုက်ကွက်ကတော့ခက်လွယ်လွယ်ပြောရရင်လေမြန်မှုအသားပြုပြီးတော့ထိုးစစ်ဆင်ရမယ်ဆိုတာပါဇမ်မီကဝိုင်းဖြစ်တဲ့အတွက် counter strike နဲ့တုံ့ပြန်တတ်ပါတယ်ဒွေလင်းထက်ကဇမ်မီရဲ့ body movement ကိုခံဖမ်းပြီးတော့ဒူးပြန်တဲ့ရုပ်တရက်တိုက်စစ်ဆင်နိုင်ပါတယ်ဒူးပြန်ပြီးရင်တရောင်လိုက်ပြီးတော့ဇမ်မီရဲ့ hand check ကိုဖျက်ဆီးလို့ရပါတယ် ဇမ်ဘီကတိုင်မန်တိုင်းရှိရှင်သူဖြစ်လို့အပူးခံအကက်ခံမှာမဟုတ်ဘူးဒွေလင်းထပ်ဘက်ကဂျောင်းထဲမှာပိတ်မိအောင်ဖိအားပေးပြီးတော့လက်သီးတွဲလုံးတွေသုံးသင့်ပါတယ်ဇမ်ဘီရဲ့ defensive style ကိုဒီလိုပုံစံနဲ့တွင်းလင်းထပ်ထပ်ပြီးတော့ဖျက်ဆီးပြရပါမယ်ဒွေလင်းထပ်ကအောက်ခြေကန်ချက်တွေကိုဟန်ပြပြီးတော့တရောင်းထုတ်သုံးတဲ့အကွက်ကိုလည်းသုံးပြနေတယ် grip pad နဲ့ပွဲမှာဒီလိုပုံစံမျိုးနဲ့တွင်းလင်းထပ်အနိုင်ပြခဲ့ဘူးလေပွဲတိန်စောပိုင်းမှာတွင်းလင်းထပ်က grip pad ကိုခြေကန်ချက်နဲ့သွေးလိုဆန်းနေခဲ့တယ်အကွာဝေးထိန်းစားနေတာကိုလည်းမြင်ခဲ့ရတယ် သွေးလင်းထက်ကသူ့ရဲ့အားသာတဲ့လက်သီးချက်တွေကိုထုံမသုံးသေးပဲအချင်းတွေကိုစောင့်ကြည့်နေတာပါဂရစ်ဘက်ကဆိုင်ထိုးပြိုင်ထိုးမရှိတိုးလာတဲ့အခါသွေးလင်းထက်ကလူချင်းပူးကပ်ပြီးတော့ဟန်ပြစ်လိုက်ဂရစ်ဘက်ကဖျားပေးထိုးတက်ဖို့ဟန်ပြင်းတဲ့သွေးလင်းထက်ရဲ့မထင်မှန်ထားတဲ့ပတ်ထောင်စာမိသွားခဲ့ပါတယ်သွေးလင်းထက်ပတ်ထောင်ကတကယ်လှပပြီးတော့အာပါပြင်းထန်လို့ဂရစ်ဘက်ပြန်ပြီးတော့မထနိုင်ခဲ့တော့ပါဘူးရော်ကီကိုနိုင်ရခဲ့တဲ့ပွဲတုံးမှာကလည်းသွေးလင်းထက်ကပတ်ထောင်နဲ့နော့ကဒေါင်းတစ်ကြိမ်ဖြစ်အောင်လုပ်ပြဘူးပါတယ်သွေးလင်းထက်အနေနဲ့ဆမ်မီကိုအနိုင်ဖို့အတွက်အမြန်နှုံးမြအောင်ကစားမယ် တတောင်နဲ့ဒူးပြန်တိုက်ခွက်ကိုလုံးဝအသုံးပြုရပါမယ်။ဇံမီကဝါရစ်ပြီးတော့နီးစနေအတွေ့အကြုံပိုကောင်းသူဖြစ်လို့သွေးရင်းထအမားဆောက်ပြီးတော့ကစားလို့မရပါဘူး။ကိုဘက်ကရဲတင်းတင်းတိုက်စစ်စတင်ရပါမယ်။ဇံမီရဲ့အတွေ့အကြုံကိုဒရဇတ်တိုက်စစ်နဲ့ဖိအားပေးရပါလိမ့်မယ်။သွေးရင်းထကထိုင်းဖိုင်တာတွေကိုဇက်တိုက်ဖြိုပြလာလို့မျက်စိစပိန်မွေးစူးတာခံနေရတယ်။ဇံမီကလည်းသွေးရင်းထကိုစုံးမပေးမယ်။သွေးရင်းထရဲ့နိုင်ပွဲတွေကိုရတန့်ပြစ်မယ်ဆိုပြီးတော့ကြွေးကြော်နေကြတာပါ။ဘလို့ပဲဖြစ်ဖြစ်အခုပွဲကသွေးရင်းထကိုမှတ်ကြောက်တင်မဲ့ပွဲပါပဲ။ဇံမီရဲ့တဘာကိုချိန်မနေပဲနဲ့ ကိုလုံးဆရာရှိတာကိုရဲဝွန်းဝွန်းလုံနိုင်သွေးလင်းထက်ရလက်ကောင်းမှာပါ၂025ခုနှစ်တွင်မှာမြန်မာပြည်သက်တွေတို့ကပြောစရာအောင်ပွဲတွေဖန်ဆင်းပေးနေတဲ့သွေးလင်းထက်နိုင်ပွဲထက်ရမယ်လို့ထင်ပါတယ် Okay ဘောရတော့ဘလို့မြင်လဲသွေးလင်းထက်တို့ကခက်ခဲမဲ့ပွဲတွေလားဒါမှမဟုတ်သွေးလင်းထက်နေနဲ့ဘလို့ကစားဖို့လိုရလဲပွဲရလက်ကောဘလို့ထင်မိကြလဲသုံးသပ်ပေးခဲ့ပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်